မင်္ဂလာပါခင်ဗျာကျွန်တော်ဆရာဟန်ဂျူရာဟင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီယာဒီတွင်တွေနဲ့ပတ်သက်ပြီးတော့ဗောနော်တလားစာဟောစတဲ့တွေကိုကျွန်တော်ဟောပြောပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာဘိတ်ဆာယာဒီဘွားเนาะစကော်ပီယိုဒီဘိတ်ဆာယာဒီဘွားတွေကအော်တိုဘာလ3ရက်နေ့ကနေအော်တိုဘာလ30ရက်နေ့ထိမှာ သူတို့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ဗောနော်ခက်ခဲတာတွေ့ရတယ်ဘလောက်တိခက်ခဲလဲဆိုတော့သူတို့ရဲ့ဒီစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဗောနော်အဆုံးဆုံးကြဆုံးတက်တယ်ပြောမစွင်တော့အောင်မြင်နေတဲ့စီးပွားရေးဖြစ်ဖြစ်တည်ထိုက်လျောက်ဗောနော်ခါလိုက်ရင်ဘာမှမဟုတ်တဲ့ဥမာဆိုရင် အောက်ခြေကနေဘာမှမဟုတ်ပဲနဲ့ပြိုကျပြက်စီးပွားတက်တယ်ပြောမယ်ဆိုရင်ဒီဘိတ်စာရာဒီဘွားတွေကပေါ့နော်အချိန်မခိုင်တဲ့စီးပွားရေးဆိုရင် ဖြက်လို့ဖြက်စီရဒီအော်တိုဘာလာမှာဖြစ်တတ်တယ်ပြောမဆိုရင်တော့သူတို့မျောမှန်းထားတဲ့အရာတွေမျောလိထားတဲ့အရာတွေကခါလိကြဘောင်းပြန်ဖြစ်သွားတတ်တယ်ခါလိကြရင်ဒီနေ့ထိကအစဉ်ပြေချုံးမွေနေပြီသို့တော့မနက်ဖြန်မှာလုံးဝဘုံဘုံလေးဝအောင်ကြာတတ်တဲ့စီးပွားရေးဖြစ်တယ်နော်ငွေကြေးရေးနဲ့ပတ်သက်ရင်လည်းဆုံးရှုံးမှုတွေဖြစ်တတ်တယ်ဘလို့ဆုံးရှုံးမှုတွေဖြစ်တတ်လဲဆိုတော့အချင်းငှားကိစ္စနောက်ပြီးတော့အာမခံကိစ္စ ဆုံးရှုံးသက်တယ်အာမခံကိစ္စတွေမှာလည်းသူများကတစ်ဖက်လူကထွက်ပြေးသွားတာတို့ကိုကအာမခံပေးထားတာတို့စတယ်ဒီမှာလည်းကိုကစိုက်ပြီးတော့ယော်ပေးရတယ်ရှင်းပြောမဆိုရင်ကိုရဲ့ကိုကတော့အကျိုးမြတ်မရှိဘဲနဲ့ဆုံးရှုံးသွားသက်တယ်ပြောမဆိုရင်ဒီဗိဆာရာဒီဘွားတွေကပေါ့နော်ဒီလမှာငွေကြီးကြီးနဲ့ပတ်သက်ပြီးတော့ဂယူဆာရမယ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်းဂယူဆာရမယ်ဒီယာရီဘွားကကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းညံ့တယ်ထဲမှာပါတယ် ဒီလာမှာပေါ့နော်ဗိဆာယာဒီဘွားတွေကကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အလွန်လွန်ညံ့တတ်တယ်တခါလေရိုက်စေးယုံစေးကန်းတွေတွားရတတ်တယ်နှလုံးအမောဖောက်တတ်တယ်ပေါ့နော်ချက်ချင်းနှလုံးအမောဖောက်ပြီးတော့စေးယုံစေးကန်းပြေးရတာတို့စတာတွေကမထင်မှတ်ပဲနဲ့ဖြစ်တတ်တာပေါ့နော်ပြောမှဆိုရင်တော့ဒီဗိဆာယာဒီဘွားတွေကပေါ့နော်ဒီအော်တိုဘာလတဲမှာ စီးပွားရေးရောလူမှုရေးရောကျမ်းမာရေးရောညံ့တဲ့အထဲမှာပါတယ်နော်အချစ်ရေးနဲ့အိမ်တောင်ရေး အချစ်ရေးမှာဆိုရင်လည်းညံ့တယ်နော်ဘလို့ညံ့လဲဆိုတော့ခါလေကြရင်ကိုလက်သွဲတာတဲ့လက်သွဲဘော်ကခါလေကြရင်ဘာမှမဟုတ်တဲ့စကားတွေနဲ့စကနာထိုးပြီးတော့တိဆောက်ထားတဲ့အချစ်တွေကပျက်စီးသွားတတ်တယ်ပြောမယ်ဆိုရင်နှိရှေလာများတိဆောက်ထားတဲ့အချစ်ရေးကလည်းပျက်တတ်တယ်အိမ်တော်ရေးမှာလည်းထို့နည်း၎င်းပဲနော်ဒီသားသမီးတွေရှိတယ်ဒီနှိရှေလာများတိဆောက်ခဲ့တဲ့အိမ်တော်ကြီးကပျက်စီးသွားတတ်တယ် အချစ်ရေးအိမ်ဆောင်ရေးစီးပွားရေးလူမှုရေးနဲ့ပတ်သက်ပြီးတော့ပေးရမယ့်ရည်ရာကဒီမိမိအိမ်မှာဖျားတောက်တော်ရေကိုကိုးဝတ်ကပ်ပါစားစားတပကံယူပြီးတော့ပေါ့နော်ရေလေးထည့်ပါဒါမိမိရဲ့လက်ရဲ့ချေရဲ့ကိုစားရင်စေးပေးပါပန်းကိုးပွေးကပ်ပါ စီမီကိုးတိုင်ကပ်ပြီးတော့ပေါ့နော်ဒါဒီလာတော်သွင်းမှာပေါ့နော်တရက်နှစ်၃ရက်နှစ်၅ရက်နှစ်၉ရက်နှစ်စတဲ့မကရန်တွေနဲ့ပတ်သက်တဲ့ရက်တွေမှာ ဒီရရာလေးလှုပ်လိုက်မယ်ဆိုရင် ဖြစ်လာမယ်မကောင်းမှုတွေကိုကြော်လွှားရှောင်ရှားနိုင်မှာဖြစ်ပါလေခင်ဗျာမြန်မာစတာပစာ